ို့ညာပြိတ္တမြအားလုံးပဲမင်္ဂလာပါရှင်ခုတစ်ခါဖပြပေးတော်မှာကတော့ရှားရင်ဆက်မကြူရေးတတ်ထားရင်နေရင်ဤအခြားတစ်ဖက်အခန်း6ပဲဖြစ်ပါရဲ့ရှင်ရှယ်မီရဘူးနော်ဟုပြောပြီးမှသူ့ကိုပြခဲ့တော့ဗလာဆိုင်ရဲ့နှစ်ရက်အတွက်ကလေးကိုသူစိတ်ဝင်စားစွာကြည့်နေစဉ်မင်းကလေးမျိုးလုံးများသူ့ကိုဆူဆိုင်နေကြလို့သိသည် ို့ကြောင့်ပြောင်းချင်သောစိတ်ကိုမပြုံးမိအောင်ထိန်းချုပ်ထားရသည်နံပါတ်၁မနုဿဗေဒပညာရှင်တယောက်ဖြစ်ရန်ပထဝီဝင်အဓိကမင်္ဂလိတယောက်အတွက်အဖြစ်နိုင်ဆုံးသောတောင့်တချက်တစ်ခုဖြစ်သည်နံပါတ်၂ American ရုပ်ရှင်မင်းသား Kevin Costner ကျင်းပသောညစာစာပွဲသို့တက်ရောက်ရန်ကြည်စမ်းဘလောက်အပြင်းခင်ဆင်းတဲ့မင်္ဂလိလဲနံပါတ်၃အာဖရိကဘေးမဲ့တရိတ်ဆန်ဥယျာဉ်တို့ခရီးထွက်ရန်စွန်းစားမှုကိုနှစ်သက်သောစိတ်ဓာတ်ရင်ခံရှိပုံရသည်နံပါတ်၄ဘာသာစကားသုံးမျိုးကျွမ်းကျင်ရန်အင်္ဂလိပ် ပြင်သစ် German နံပါတ်5လေရင်မောင်းတင်ရနှင့်လေချင်ရနှောင်းချင်ကျော်ရဲ့အစီအမင်းလာကြည်လာဗျာနံပါတ်6ဆရာရဲ့ဂျင်နေသူကပန်းကရန်စာပြမမျက်နှာလွှဲလိုက်သည်သူ့ကိုစိုက်ကြည့်နေသောကလေးမ၏မျက်ဝန်းများမှာဆွဆဲသောအရေးအယံကိုမြင်ရသည်သူစွန့်မှိတ်၍ညင်းဆိုင်ရန်မတက်နိုင်တော့သောကြောင့်ခေါင်းတစ်ချိတ်ညှိပြလိုက်ရသည်ရဲချင်နေတာမဟုတ်ပါဘူးနှောင်းပြုံးချင်နေတာပါနှောင်းကသဘောကျလို့ဆရာအသက်22နှစ်အရွယ်တော့ကရိုဂျင်နာတွေကနှောင်းတော့အစဉ်တန်းမမြင်ခဲ့ဘူးနှောင်းရဲ့ ။နောက်နှုတ်ဂျင်တာတွေမဖြစ်နိုင်ဘူးလို့ဆရာပြောနေတာလားဟင်။ဒါတော့မှပဲငါစကားပြောတာဘယ်နေရာမှာများလွဲချော်သွားခဲ့ပါလဲ။အာမဟုတ်ဘူးနော်။နောက်မှနိုင်ငံတကာအမြင်ရှိရဲ့ဆရာတိတ်လေးစားရဲ့။နောက်ဒါတွေကိုဖြစ်အောင်လုပ်မယ်မဟုတ်လား။နောက်ဆရာကိုခရီးပေးစမ်းပါနော်။နောက်ရရှက်ကိုရှက်ကမျက်နှာကလေးမှာနေထွေးထွေးကလေးပြုံးနေသည်။ဟုတ်ကဲ့နောက်ဖြစ်အောင်လုပ်မယ်ဆရာအချိန်ကြာခြင်းကြာမယ်။ကိစ္စမရှိပါဘူးနော်။ဆရာမသိရင်နောက်ဖြစ်အောင်လုပ်နိုင်မှာပါ။အဲ့ဒီအချိန်တွေမှာဆရာစီအကြောင်းကြားဖို့မမေ့နဲ့ကြာလား။ ောက်ပြီးဒီစာရွက်ကို copy ကိုစာကြည့်စပွဲရှိမှချိန်အိတ်ခန်းနေရမှချိန်ဟုတ်ပြီလားညအိမ်ရမဝင်မီအတွေ့များကိုပြပြစင်မှာတော့ main ကလေးကနောက်ထပ်ပြဿနာအစ်တစ်ခုကိုတင်ပြတာသည်နောက်စနေနေ့ညတော့ကလေမမေခန်းထဲမှာခဏဝင်ပြီးလဲအိမ်မမေနဲ့စကားပြောမိရဲ့ဆရာနောက်တော့မမေအိပ်ပျော်သွားတော့မမေဖက်လက်စာတရားစာအုပ်ကိုခဏခိုင်းပြီးတော့နောက်ဟိုဟိုဒီဒီလှန်လုံးဖတ်မိရဲ့စာအုပ်ကတိုက်ခုဆရာတော်ဖရာရဲ့တရားစာအုပ်ပြဘဝတုတ်တန်တရားတော်တဲ့ ဲ့ဒီဆောင်းမှာဘာသာတွေ့လဲဆိုတော့ဗုဒ္ဓဟာရှေ့ဖြစ်ကြိုဟောတာကိုသွားတွေ့ရစရာနောင်မီဒီစကားကိုဥတီတော်မီဆိုတာကိုသူတီးလိုက်ပြီးသို့တော်အမျက်နှာထားကိုငိန်သက်စာထွားရဲ့နှောင်းကိုခေယူတဆိုင်နားထောင်ပေးသည် ဝင်းကလေးသည်အရင်တစ်ခေါက်ကလိုပင်ဘာမှမလင်းချဲပဲပြောင်တင်း၍ဝမ်းမွနေသောမျက်နှာကလေးဖြင့်ညင်တက်နေသည်။ရှင်ပင်ကဖိတင်ထားတော့လေလေးချောင်းအနှင်းငယ်အနေထားပြင်ယူနေသည်။သို့သောဖိတင်ထားမှန်းသိတာပါသည်။အချိန်ကြီးကောင်းသည်။အင်ကြီးက ready made blouse ထပ်ပေါပေါသို့သောကော်လာကိုလေပင်ကျက်သေးစိတ်ပိတ်ထားသည်။နှောင်းကိုယ်တိုင်မင်းဘူးတိုက်သလား။နှောင်းဤမမေရပဲမင်းဘူးတိုက်သလား။အဝါနုရောင်ပေါ်တွင်ဇာပန်းပွင့်ကလေးများကဲ့၍ချုပ်ထားသော blouse အင်ကြီးသည်နှောင်းဤနုနယ်မှုကိုတိတိတတ်တာ ချိုးကျစွာဖော်ပြနေသလိုရှိပါသည်ဂေါရမမြတ်စွာဘုရားလက်ထက်တော်ဟာအတိညာဉ်နဲ့တောင်းတောင်းတော့ခိတ္တရာဆိုတဲ့ယဟန်တစ်ပါးရှိရဲ့အဲ့ဒီယဟန်ကဖះရှိမှခါစားပြီးတော့ဖះရဲ့တပည့်အဖြစ်ကိုကြီးဝင်ငယ်ပြုစုရင်းနဲ့တနည်းကြတော့တတုံးပုံကြားထဲမှာအဝတ်မပါပဲအိတ်နေရဲ့ရကရုံးကြီးတယောက်ကိုသွားမြင်တယ်ဒီကောသူကဘလို့စဉ်းစားကြလဲဆိုတော့ ဒီဟန်းကြီးကအလိုဆန္ဒအလွန်နေပြီးတော့ရှားပါတဲ့အကျင့်ကိုကျင့်နေရောက်ချမြင့်ကြီးပဲလို့စဉ်းစားတယ်။မြတ်စွာဘုရားကတော့တထေးရီလူရန်ထားတဲ့သင်္ကန်းတွေဆင်မြန်းပြီးကျင့်နေတယ်နေရတယ်။တထေးရီလူရန်နဲ့ဆုံးနေဖုံးပေးပြီးတော့နေရတယ်။ယဟန်ဂေါတမဟာကြိလေသာလောဘတဏှာကုန်နေဆိုတာမဟုတ်နိုင်ဘူး။ဟုတ်တတောင်းကြအဝတ်မဝတ်တဲ့ကိုရောကြီးရတာကိလေသာကုန်နဲ့မြင့်မြတ်တူသူဖြစ်မယ်လို့တွေးရဲ့အဲ့တော့ဂေါရမဘုရားကိုစွန့်ခွာပြီးအဲ့ဒီရှိမှာပဲတပည့်ခံနေလိုက်တော့တယ်ဆရာအဲ့ဒီကြောင့်ဆရာကြားဘူးလားယင် ်မကြောက်ဘူးလေဦးနောင်နောင်ကအနှင်းငယ်လေးမေပြုံပြုံသည်ထို့နောက်မင်းစီကိုလက်ထောက်ကသူ့ကိုမကြည့်ပဲတမန်တလင်းချမ်းမြေကိုကြီးရင်ဆက်ပြောသည်ဗုဒ္ဓကအဲ့အကြောင်းသိရဲ့ဒါပေမဲ့သူ့နှုတ်ခတ်တာကိုဘာမှအပြစ်မတင်ဘူးတနေ့မှာတော့ဗုဒ္ဓကပြောတယ်မင်းရဲ့ဆရာဖြစ်တဲ့ယဟန်ကအလွန်အစားကျူသူဖြစ်တယ်။အဲ့လိုအစားကျူမှုကြောင့်ပဲသူဟာဒီနေ့ကစပြီးခုနှစ်ရက်ပြည့်ရဲ့နေ့မှာတရားလိုက်မယ်လို့ဟောလိုက်တယ်ဆရာ။သူပင့်တတ်မသိမသာချာခေါင်းငိမ့်ပြလိုက်ပြီ။ သူ့နှစ်ခက်တားမှာဂေါရမနဲ့ပတ်သက်ပြီးယုံကြည်တာတစ်ခုရှိရဲ့အဲ့ဒါကတော့ယဟန်ဂေါရမပြောသမားကမှန်တတ်တယ်ဂေါရမဖြစ်မယ်လို့ပြောလိုက်ရင်တကယ်ဖြစ်လာတတ်တယ်ဆိုတဲ့ယုံကြည်မှုပဲဒီတော့သူကသူ့ဆရာယဟန်ကြီးကိုအဲ့ဒီအကြောင်းပြောပြတယ်ခုနှစ်ရက်အတွင်းအစားကိုချိုးချံချွေတားပြီးတင်းတင်းလှပ်ပတ်စွာစားဖို့တင်းတယ်လို့တိုက်တွန်းတယ်အဲ့ခါယဟန်ကြီးကခုနှစ်ရက်လုံးအစာငက်ခံပြီးအရိထံဝင်လိုက်ပြီးအစာလုံးပြီးတိမ်မဆိုးလို့နောက်ဤစကားလို့အဆုံးသတ်မလဲကိုသူစိတ်စားမိပါပြီအဲ့လိုနဲ့ခုနှစ်ရက်ပြည့်ရဲ့နေ့ရောက်သွားရင်မသိဘူး သူ့နှုတ်ခတ်တာရဲ့ဆရာအစမစားရတာခုနှစ်ရက်လည်းပြည့်ပြီဆိုတော့ငါစားချင်တယ်မြန်အကုန်စားတော့တယ်ကျွေးတော့ဆိုပြီးအငမ်းမရမဆန်မပြဲစားလိုက်တယ်ဆရာနောက်ဟာတိတိတတပြုံးလိုက်သေးသည်သို့တော့အပြုံးမှာနာကြည့်မှုမသိမသာပါဝင်သည်သူကဖြစ်သွားတယ်လေနောက်သူခုနှစ်ရက်နေပြည့်ရဲ့နေ့မှာပဲသဘောနေမိတည်သွားတယ်ဆရာသူပင့်တက်ကိုတိတိတတရှိုက်လိုက်သည်နောက်မိကိုပြေရော့စွာမိနေရမှာရှေ့သို့အနေငယ်ကိုင်းလိုက်သည်နေဦးဆရာနောက်ထပ်ဓာမျိုးစင်တူတစ်ခုရှိသေးတယ်ဆရာကိုနှောင့်ပြပြအောင်မယ်ပြောပါနှောင့်ဆရာစိတ်ဝင်စားတယ် ဗုဒ္ဓရဲ့ရှင်မျိုးတော်ရဲ့တယောက်ပဲလေးဆရာနာမည်ဘယ်သူပါလဲနေုံရတော်တရားရဲ့အဖေလေးဆရာသူအနှင်းငယ်ပြုံးလိုက်သည်တုတ်ပါဗုဒ္ဓမင်းလားအေးအေးဟုတ်တယ်ဆရာကြည်စမ်းဆရာဘယ်လိုလုပ်ပြီးသိနေတာလဲဟင်နှောင်းလို့လောလောဆယ်စာအုပ်ဖတ်တာလည်းမဟုတ်ဘဲနဲ့အော်ဗုဒ္ဓကိုကိုယ်ကစိတ်ဝင်စားတော့ဗုဒ္ဓရဲ့အခမအကိုလည်းသိနေတာဗောနှောင်းရဲ့မဆမ်းပါဘူးအဲ့ဒီတော့ဗုဒ္ဓမင်းကိုလေဗုဒ္ဓကခုနှစ်ရက်အတွင်းသိမ့်လိုက်မယ်မြေမြူကြီးသိမ့်မယ်လို့ဟောလိုက်တယ်ဆရာ စိတ်ဝင်စားစရာပဲ။ तू ကဒီတိုင်းငြိမ်နေဘူးမဟုတ်လား။ဘယ်နေမလဲဆရာရဲ့။ तू ကဘယင်ဆိုတော့မြင်းနဲ့ဝေရဘုံ9ဆင်းအမြင့်မှာတက်ပြီးဆံမြဲနေတာပေါ့ဆရာရဲ့။အတူတန်းထွက်အောင်ရဲလိုက်မိသည်။နှောင်းဝင်ကြည့်တော့နှောင်းမပြုံးပါ။ तू ရဲမိသည်ကိုနည်းနည်းနောင်တရသွားသည်။သို့တော့ပြပြမှုနဲ့ထိုက်တန်စွာနှောင်းကိုတစုံတရာနှစ်သိမ့်ပေးနိုင်ပြီဟုသူယုံကြည်ပါသည်။ तू က9ရက်လုံးလုံးအဲ့ဒီပြတ်တဲ့နန်းတော်ပေါ်မှာပဲနေပြီး9ရက်ပြည့်ရနေရောက်လာရဲ့ဆရာ။အိမ်ညံမှာပဲဘယင်းရဲ့စီးတော်မြင်းကနှောင်းချွတ်လွတ်ပြီးတော့နန်းတော်တစ်ခုလုံးဖြေးလွှား ခုံပေါက်ဖျက်ဆီးနေတယ်။ဒီမင်းကိုဘယ်သူမှဖမ်းလို့မရဘူး။ဒီတော့သူကသူ့မင်းကိုထိန်းဖို့တတိလက်လို့ပြတ်တက်ပေါ်ကဆင်းရတော့တာပေါ့ဆရာရဲ့။သူတည်သွားတယ်မဟုတ်လားနှောင်း။ဟုတ်တယ်ဆရာ၊သူမင်းမျိုးပြီးတည်သွားပါရဲ့။စကားဝိုင်းသည်မိနစ်အတော်ကြာတိတ်ဆိတ်နေတတ်နေသည်နောက်မိကိုမိလျက်ထိုင်နေသောနှောင်းရင်စိတ်များငြိမ်သက်မှုမရှိကြောင်းသူသတိထားမိပါသည်နှောင်းပြောစရာစကားများရှိနေသေးသလားဟုသူစောင့်နေတော်လဲနှောင်းကဘာမှမပြောပါထို့ကြောင့်နောက်ဆုံးတိတ်ဆိတ်မှုကိုသူကဖြုတ်ခွင်းလိုက်သည်နှောင်း နောက်ဘလို့ခန်းစားရမယ်ဆိုတာကိုဆရာတွေးမိရယ်။ဒါပေမဲ့ဆရာတို့ဒီအထက်ကနေအချက်၃ချက်ဆွဲယူလို့ရတယ်နော်။ဆရာတို့အကျိုးဖြစ်မဲ့အချက်၃ချက်ရှိရယ်။နံပါတ်၁အချက်ကအဲ့ဒီရှိဖြစ်တွေကိုဟောခဲ့တဲ့သူကဗုဒ္ဓဂေါတမဖြစ်တယ်။ဒိဗ္ဗစကုညံရတဲ့ဗုဒ္ဓဂေါတမ။နံပါတ်၂အချက်ကဗုဒ္ဓအဲ့ဒီလူတွေကိုတိမ်မာကိုနှစ်နှစ်သုံးနှစ်ကြိုပြီးဟောခဲ့တာမဟုတ်ဘူး။တပတ်လိုကြားမှာဟောခဲ့တာ။နံပါတ်3အချက်ကတေသမြလူတွေဟာခုနှစ်ရက်ပြည့်တဲ့နေ့မှာသူတို့မစင်ခြင်းလို့တေကုံရတာဖြစ်တယ်။သူတို့ဟာဘာကြောင့်များရှေ့ရအချိန်မဆောက်နိုင်ခဲ့တယ်လဲ။ နောင်ဤဇဝေဇဝါမျက်နှာကလေးကိုကြည့်ရခြင်းအဖြစ်သူစကားအောင်မြင်လိမ့်မည်ဟုယုံကြည်လာသည်သူအတက်သွားသည်အခုနောင်ဟင်ဇော်ကိုဟောလိုက်တာဂေါရမဗုဒ္ဓမဟုတ်ဘူးတာမန်မိန်းမတယောက်မညာမတာပြောရရင်ရူးချောင်ချောင်မိန်းမတယောက်သူ့နာမည်နဲ့နေရဲလိမ့်စာတော့ရေရေတင်တင်ပြေးမသွားတဲ့မိန်းမတယောက်ဒီတော့ကိုရောက9ရက်နဲ့မစင်မဲရှင်းရမြောင်းနေမှာစင်မဲကွာကဲသူဘာတက်နိုင်အောင်မလဲနော်ကျောင်းရဲ့လာတော့မျက်နှာကလေးပြီးလိုက်အောင်တစ်ချက်ပြတ်သွားသလိုလန်းဆန်းတောက်ပန်းလာပါသည် ောက်တစ်ပတ်နှောင်းရောက်လာတော့အခါနှောင်းဤသမိန်ပုံစံကတမျိုးဖြစ်လာသည်ပခုံးမထီတထီသမိန်ဖျားများကို ဆန်ချစ်တူတူချစ်ပြီးသပင်အဖျားတွင်ဖဲချိုးရောင်ဆောင်ကလေးများဖြင့်စုပေါင်းချီနှောင်ထားသည်ဤသပင်ပုံစံရအောင်မနက်မနေ့အချိန်ယူရမည်ဟုသူမသိနိုင်တော့လဲမှန်ရှိတွင်မိနစ်တော်တော်ကြာ အချိန်ကုန်လိမ့်မည်ဟုလူခံမမိပါသည်အလားပါပေါ်တွင်နှောင်းသည်ရခင်ကလိုပြန်လဲစိတ်ဝင်စားလာခြင်းလားသို့မဟုတ်ရခင်ကထပ်ပုံမလုံးကဲစွာစိတ်ဝင်စားလာခြင်းလားဝက်ပုံစားပုံကတော့လှပတဲ့ရုံမြအပါတာမှန်သာဖြစ်သည်လေပင်မှာဇာနာတက်ကော်လာချထားသည် ရင်းညောင်ဘလောက်အိမ်ကြီးကြောင်နောက်ဤလဲတိုင်းငယ်မျက်နှာကလေးမှာဖြူဝင်းနေသည်နှကမ်းမှာနှကမ်းဆိုးစိမသိမသာဆိုးထားသည်ဟူသူထင်သည်မသိကြပါထမိန်ကရင်းညောင်ရင်းရင်ပတ်တိတ်လုံးချင်းနောက်သည်တကယ်မိမချင်းတယောက်၏ဝတ်ပုံစားပုံမျိုးဖြင့်အပြိုကြီးပုံစံဖန်လျက်ကလေးပုံစံမပြောက်သေးသောမိမငယ်လေးတယောက်ဖြစ်နေလိမ့်သည်ရင်းပုံစံကအချမ်းမာလားနောက်ရဲ့ သူပြောရှင်သာကြိုးဆိုရင်စကားဆက်တော့ပါနှစ်ဖက်ရဲကနေနီကနှောင်းရှက်ရဲရဲသည်ဒီစပင်ပုံစံကညင်ညင်လွင်မကြိုက်တဲ့ပုံလေဒါကြောင့်အဲ့လိုလှုပ်လာတာညင်ညင်လွင်တကားမှာနှောင်းဤစကားရင်းနဲ့ပါမလာဘူးသောနာမည်ဖြစ်သည်သူတတိထား၍မိကုံမေးလိုက်သည်ညင်ညင်လွင်ကဘာဖြစ်လို့ဒီစပင်ပုံစံကိုမကြိုက်တာလဲလေနောက်နှစ်ခန်းတိတိတတဆူသွားသည်မသိပါဘူးဆရာရဲ့နောက်ကကလေးပဲတဲ့ဒီစပင်ကအပြူကြီးရဲ့ပုံစံနဲ့ဒါမှမဟုတ်လေနောက်ကကလေးမှမဟုတ်တော့ဘူးနောက်ကချောက်ချယ်တာမကြိုက်ဘူးဆရာ तू ကလေ ါမလုံးနဲ့ဆိုရင်တိတ်လုံချင်လာတယ်။ညီလေးနဲ့နှောင်းဤဆက်ဆံမှုကိုသူမေးကြည့်ရပါမည်။သို့တော့တိုင်းရိုက်မင်းနဲ့ကောင်းမှကောင်းမှမလား။ညီညီလေးကအမြဲချုပ်ချယ်တတ်တလား။ဟွန်းဟွန်းနှောင်းမျက်နှာမှာနည်းနည်းကလေးရှုံ့မဲ့သွားသည်။အဖျားချွန်ချွန်ကော့ကော့နှာခေါင်းကလေးရှုံ့မဲ့သွားပုံကလည်းပါပါသည်။ထုတ်ချယ်လို့လည်းဘယ်ရမလဲဆရာရဲ့။ तू ကနှောင်းကုံမမဟုတ်တာ။နှောင်းကြီးစားလည်းမဟုတ်ဘူးလေ။ငွေချင်းမဲ့ဥစား။ तू မှာချုပ်ချယ်ခွင့်ကြီးမရှိပါဘူး။ သူနှောင်းမျက်နှာထားကိုအလိုမပေးဘဲစောင့်ကြည့်နေသည်နှောင်းသည်ကလေးဆန်ဆန်ပြောနေခြင်းဖြစ်တော်လဲသူမမျက်နှာထားကတော့ခက်တီတီကလေးပဲဖြစ်သည်သူမျက်လုံးများကိုစိုက်ကြည့်ခြင်းမရှိသို့တော်သူမျက်နှာကိုအင်ဒရီရရလှမ်းကြည့်နေတာတော့အမှန်ပဲတယောက်ကချုပ်ချယ်ခွင့်မရှိပဲချုပ်ချယ်တယောက်ကချုပ်ချယ်တာကိုအရွက်တိုက်ပြီးပြန်လို့อืมကလေးရွယ်တွေကတော့အလွန်ရင်ခုန်စရာကောင်းလာပါတယ်နောက်မှအရွက်တိုက်ရမည့်ယောက်ျားကလေးတဦးရှိနေခြင်းအတွက်နှောင်းကိုကုသသည့်ဆရာဝန်တယောက်အနေနဲ့သူဝမ်းတာရမည်လားဆိုရင်ရမည်လားသူ့ကိုယ်သူမသိကြဘဲဖြစ်နေသည် အရင်တစ်ပတ်ကလေသူနောက်ရောင်ရောက်လာတယ်။နောက် British Council မှာ class ပြတ်တာများလို့တဲ့စိတ်ပူလို့တဲ့။ဒါနဲ့နောက်ကဆရာစီကိုအင်္ဂါနေ့ညနေတိုင်းလာပြနေတာလို့ပြောလိုက်တယ်လေ။ဒီတော့သူကဗဒနာကြီးပြရတာလေတဲ့။ထို့နောက်နောက်ချစ်ချင်နေရလိုက်ပြီ။ကလေးတယောက်မလုံမလေးရဟန်မျိုး ဒါနဲ့ငါနာကြီးဆိုတော့သူက two state တက်ဖြစ်အောင်တက် class ပြီးရင်သူလိုက်ပို့မယ်။ဒါနဲ့ဒီနေ့ class သွားတက်တယ်လေ။အခုပြန်มาဆရာစီလာတာပဲ။မမေကိုဘာလို့မခေါ်တာလဲလို့သူကမင်းနေတယ်ဆရာ။မအောင်။နောက်ပြီးမမေပါလဲသူနာပြုတ်ဆရာမကြီးနဲ့အတူမှန်ကန်းနောက်မှာစောင့်ချင်ခဲ့တာပဲလို့နှောင်းပြောတော့သူမကြည့်ဘူး။သိလားဆရာ။လူနာလေးစွာပြောင်းလိုက်ပါသည်စိတ်ကူတုံဖြင့်ကုတရာရင်အများအားဖြင့်လူနာဆောင်များပါလေးရှိတော်လဲမလိုအပ်တော်လူနာဆောင်များကိုမှန်တကားအပြင်မှနေစဉ်ရန်ပိုရေးတင်တော်သည်ဟုသူထင်သည် ်သူ့ဆေးရံတွင်အများအပြားလူနာကိုဆေးမထိုးရတတ်ပါထို့ကြောင့်ဆန်းသက်ကလေးတသေးကလေးနှင့်ဆေးပြီကိုဆေးစပွဲတသေးကလေးများကိုစကားပြောခန့်ဤနောက်ဖက်ခန်းစီများတွင်ထားပါသည်သူစကားပြောခန့်သည်စက်တီတစုံပုကက်ချထားရုံသာကျဲပြီးအခန်းအပြင်ဘက်ကဆီယမာကြီးနှင့်မှန်နေရန်ဖြင့်ချထားပါသည်သူ့စပွဲပေါ်မှာတယ်လီဖုန်းတစ်ခုရှိပြီးဆီယမာကြီးဤစပွဲမှာတယ်လီဖုန်းရှိသည်မန္တကအတွင်းမှာတောက်နိုင်မထားသောကြောင့် သူလိုအပ်ရခေါ်လိုက်ရင်ဆီယာမကအခန်းထဲချက်ချင်းရောက်လာနိုင်အောင်သူစီစဉ်ထားပါသည်။လူနာသည်သူပြောချင်သည့်စကားများကိုအနှောက်အယှက်မရှိပွင့်လင်းစွာတောက်လျှောက်ပြောသွားနိုင်သည်။တခါတည်းရန်ဇပွဲအောက်မှာအတန်ဖိုင်းဆက်ချထားတတ်တော်လဲအများအဖြစ်လူနာနှင့်တွေ့ဆုံမေးမြန်းခြင်းတွင်လူနာပြောသောစကားများကိုလက်ရေးဖြင့်လက်ရေးသည်ရများပါသည်။နော်ဆရာဝန်စိတ်ခူတာသူကြည့်လို့ရသလားတဲ့ရတာဘောလို့မှန်ကန်းနောက်ကနေကြည့်ဘောလို့ပြောလို့သူလိုက်လာအရှာ နှောင်းကသူ့ကိုပြမြုံကလေးပြောရင်နှောင်းဘက်သို့ခြာကနေလှည့်ကြည့်လိုက်သည်သူနှိမ်မြဲတဲ့ချင်းဆိုင်ဖြစ်နေသောမန္တကားရှိရာသို့နှောင်းနှင့်အတူတူသူလှမ်းကြည့်လိုက်သည်ရှေ့သွဲဖြူနှဲ့သောကောင်ကလေးတယောက်ဆီယမ်မစပွဲပေးတွင်မတည့်ရက်လျက်တိတိတသားပင်ဒီဘက်သို့မြဲတဲ့ချင်းဆိုင်လှမ်းကြည့်နေသည်စပင်ကအခုခေတ်ကောင်လေးများထားလေးရှိသောရှေ့စပင်ရှိနောက်စပင်တို့ကက်ကက်ပုံစံမျိုးနုနယ်ချောမောသောကောင်ကလေးသည်တိမ်မွေးဟန်ရှိတော်လဲသူ့ကိုလှမ်းကြည့်နေသောမြန်မောများကမဲနှက်တောက်ပါလာသည် ပါလှန့်ကြပြန်တော့နှခမ်းကိုစိတ်ထားပုံကသူ့ပြိုင်ဘက်တယောက်လိုလှမ်းကြည့်နေသလိုမျိုးနောက်ကဘာမူရလုပြလိုက်သည်မသိထိုလူငယ်ကလေးကပခုံးတွင်းရဲ့ပြောင်းလိုက်တာမြင်ရသည်သူ့အပြုံးကနှောင်းအတွက်တတတာဖြစ်ပြီးနှောင်းတအိုးတဲ့အတွက်သာနှွေးထွေးသောမျက်နှာဖြစ်သည်သူ့အနှင်းငယ်အောင်တတတ်ဖြစ်ပြီးပြောင်းရယ်မိသွားသည်ကိုသာမင်းတက်ရွယ်ကအိမ်အောင်ကြခဲ့ရင်သမီးကလေးတယောက်လည်းရခဲ့မယ်ဆိုရင်သမီးကနှောင်းနေရွယ်သူဖြစ်နေမှာပါကွာ တောက်ကြနေမှာအလုံးရမရသိရမယ်လို့ယင်တစ်ဘက်ကနှောင်းပြောသွားတယ်နော်အခုဘယ်နဲ့လဲโอเคလားနှောင်းဤမျက်နှာရင်းစောင့်ကြကြဟန်ကလေးပေါ်လာပြီโอเคဒါပေါ့ဆရာနှောင်းအလုံးရရဲရှေ့လာဆန်းအစားပြီးလုံးဝင်ရမယ်ဂုံယူပါတယ်နော်နှောင်းအလုံးရရဲအတွက်ဆရာနှောင်းကိုဆုချမယ်ဘာဆုလဲနှောင်းဤဟန်ကတကယ်ကိုစိတ်ဝင်စားမှုအပြည့်နှောင်းတစ်ဘက်မှာရတော့နှောင်းသိမှာပေါ့နှောင်းကဂျင်းနဲ့စားပြုံးနေသည်ဆရာပေးရဲ့ရှေ့ရီစားရသေးလားဟွန်းမစားပါဘူးဆရာ ဝမ်းသာပါသည်။နှောင်းယင်ကခဏခဏဖြစ်တဲ့ဝေဒနာမျိုးရောဖြစ်သေးလား။ယင်ထဲမှာတင်းတင်းကြပ်ကြပ်ကြီးဖြစ်နေတာ၊နှုံးခွေပြီးတော့မလုံးမရှားကျင်ဖြစ်နေတာမျိုး။ဟွန်းမဖြစ်တော့ပါဘူးဆရာ။ကောင်းတယ်။ သူနှောင်းကိုကုတသောစိတ်ကုထုံးများတွင်စက်သားဖြေရောစဉ်ရန် meditation နည်းနှင့်ဆင်တူသော jet cousin နီးကိုညွှန်ကြားခဲ့သည်တမထနီးကိုအသုံးပြုခိုင်းလင်းနှောင်း၏မသိစိတ်ကမုန်းတိနေသောတမောစီခင်းဤတဲ့အမျိုးသမီး၏ဝိပဿနာညွှန်ကြားချက်နှင့်ဆင်တူနေမှာဆိုသည်နှောင်းတွင်စိုးရိမ်လွန်စိတ်ရှိနေတတ်တော်လဲအမည်ဆိုရင်နေခြင်းမဟုတ်တော့ကြောင်းအစိုးရင်လိုခြင်းယောဂလက္ခဏာတတော်များများကိုမတွေ့ရပါကြွတာတင်လွန်ခြင်းအသက်ရှူမမှန်ခြင်းခြေလက်တုံခြင်းစသည့်လက္ခဏာများကိုမတွေ့ရပါ နှောင်းရီယောဂါကအလွန်လွတ်နယ်သေးသောကြောင့်ရှိတ်ခုရှာဝင်တအိုးအနေဖြင့်ကုသပျောက်ကင်းခြင်း၏အကျိုးအာနိသင်ကိုကျင့်သက်စွာခံစားရပါလိမ့်မည်။ညဘယ်အချိန်လောက်အိပ်ပျော်တယ်လဲ။ညဆယ်နာရီကျော်ကျော်လောက်ဖြစ်မယ်နဲ့ထွန်းနေစရာ။နှောင်းစာချက်ရင်နဲ့စာအုပ်ဘေးမှာချပြီးအိပ်ပျော်သွားတယ်။အဲ့ရတရင်နိုးလာတော့မနှမိုးလေးနေပြီ။အဲ့အချိန်ကြားမှာကြောအောက်ကအခုတူတူနဲ့ဘာဘာလဲလို့ကြည့်မိလိုက်တော့ဘလာစာအုပ်တော့ထုံနောင်နှောင်းက ူစကားသူသဘောကျစွာအတန်ထက်ရမောလေသည်။နှောင်း၏အခြေအနေတိုးတက်မှုများအတွက်သူလုံဝန်သားပါသည်။နောက်တစ်ပတ်တွင်နှောင်းအတွက်စုကိုသူပေးရသည်။နှောင်းကိုသူပေးသောစုမှာရင်ခုန်စရာပစ္စည်းလည်းမဟုတ်၊အမှုပညာပစ္စည်းလည်းမဟုတ်၊ပက်ကင်ထုတ်ပန်းစက်ကူတွေနဲ့လှပစွာပတ်ထားခြင်းမဟုတ်။ပြင်သစ်အင်္ဂလိပ်အဖိဒံစာအုပ်တို့ပြင်သစ်ဘာသာ၏ကရိယာပုံစံအမျိုးမျိုးပါဝင်သော French verse conjugation စာအုပ်တို့ ်ဆန်တမူဖေရီမင်းသားလေးဟုအမည်ရသောပြင်သစ်ဘာသာဝတ္ထုတုပ်ထိုဝတ္ထုကိုပင်အင်္ဂလိပ်ဘာသာဖြင့်တုပ်ဂျာမန်ဘာသာဖြင့်တုပ်စာအုပ်များကိုဒီအတိုင်းနှောင့်ရှေ့မှချရပြီးတော့နှောက်ပျော်ရှင်စွာကျေးဇူးတင်ခဲ့သည်စာအုပ်တုပ်ချင်းကောက်ယူလှည့်ပတ်ခြင်းပျော်ရှင်စွာခုံပေါက်မတန်ဝန်တာနေသောကလေးမကိုသူကျဉ်နှက်နှစ်သိမ့်စွာငင်မောကြည့်နေခဲ့မိသည်ထို့နောက်နှောင်းကစာအုပ်အတွင်စာမျက်နှာများကိုလှန်ကြည့်ပြီးတော့မတိမတားနှခမ်းဆူသွားသည်ဟမ်ရှားလဲ dedication လည်းမပါဘူးဘာလို့မရေးပြရလဲဆရာသူပြောရင်နှစ်သိမ့်ဖို့စူးစမ်းပြီးဒါအဆုလေးနောက်ရလက်ဆောင်ပစ္စည်းမဟုတ်ဘူးနောက်တော့လို့ computer ဆု။အိုးပါပဲဖြစ်ဖြစ်ဆရာတခုခုရေးပြရမယ်ရေးပြပါနော်ဆရာအင်းရောက်ရင်မမေကိုကြွားရမယ်လေသူကောင်းတဲ့ချင်ချင်က fountain ကိုထုတ်လျက်ရေးပြလိုက်ပြီးနောက်ခင်စောတို့အောင်မြင်ပါစေမြမလေးတော်တော်များလက်မှတ်ကြည့်ကြည့်ရေးထိုးပေးလိုက်သည်အောက်တွင်တော့အောင်စင်းဟူသောအင်္ဂလိပ်ဘာသာကိုနှောင်းက ကျင်းတန်းနှစ်သက်စွာကျေးဇူးဟုမပွင့်တပွင့်ပြောခဲ့လေသည်။ဆရာဖတ်တဲ့စာအုပ်တွေတော့မဟုတ်နိုင်အောင်စာအုပ်တွေအသက်ဆက်ဆက်တွေဟုဆက်ဆူသေးသည်။သူသဘောကျစွာရင်လိုက်သည်။တဲတော်တဲ့ဆောင်ထုတ်ကြည့်ပါလား။နှောင်းရဲ့ဟုတ်ပါဗျာ။ဆရာဖတ်တဲ့စာအုပ်တွေမဟုတ်ပါဘူး။ဆရာပြင်သိပါသားလဲတလုံးမှမတက်ဘူး။တငင်ချင်းတယောက်ကအကြံပေးတဲ့စာအုပ်တွေ။နှောင်းတော်တက်တက်ဝဲထားရလိုက်ရင်ဆိုတော့နှောင်းတော်ရရဲ့အတွက်စုပေးဖို့ တကယ်တော့နှောင်းအတွက်သူတခြားနိုင်ငံတစ်ခုကမှပဲခြင်းဖြစ်ပါလိမ့်။သို့တော့နှောင်းကိုအိမားအတိပေးရမတင်တော့ဟုသူထင်နေ။လူနာမင်းကလေးကသူ့အပေါ်လိုအပ်သည့်ထပ်ပေါ်ရေးရှင်ဝင်ရှားမှကျေးဇူးတင်မှာကိုသူမလိုလားပါ။တခြားလူနာတွေရောတော်ရင်ဆရာစုပေးဘူးလားရင်။သူပန်းနဲ့လိမ္မာလုံးတော့ကလေးမကိုသဘောကျစွာပြုံးချီလိုက်ပြီးပြေးတာပေါ့နှောင်းမနေ့ကပဲအသက်22နှစ်ရွယ်ခြားတဲ့ကလေးတယောက်ကိုဆရာစုပေးလိုက်တယ်။သူကလည်းနှောင်းလိုပဲလင်းမောင်းမှုဝါသနာပါရဲ့။ သူ့ရောစာအုပ်ပေးလို့ပဲဖြစ်မလဲတန်ပတ်ပေးရရင်လင်းကစားစရာလေးပေးလိုက်တယ်။မှန်ညာချိုးရင်းနေသောယောဂတဲ့ကလေးလေးကိုယခုပင်သူပြန်၍တရေရနေသည်။သူတို့စစ်စေးသောစံသက်ချက်များခဏခဏကြာတော့လဲနောက်ဆုံးတစ်ချိန်မှာသူအောင်မြင်သွားသည်။တရားထဲမှာခုနှစ်ကိုတဆင်ချင်းနှုတ်သွားသောစံသက်ချက်ကိုတတ်မှတ်ထားသောအချိန်တွင်သူအောင်မြင်စွာဖြေဆိုသွားနိုင်ပါသည်။နောက်က French ကို ပထမနှစ်ပဲအောင်တရားစရာ ဒီနှစ်ဆက်တက်တော့စာရင်းမိတ်နေရနောက်နှစ်မှာပြန်တက်မှာပါနောက်ဤတက်ကြတော့စကားသံကိုနားထောင်ရင်သူပြောရင်ကောင်းကျိန်လိုက်လေသည်သူပင့်တက်ခိုးဆိုင်ကစကားလွှဲပြရသည်စိတ်ကူတုံဖြင့်ကုသမှုကိုတလား2ချိန်မှတလား3ချိန်သို့ပြောင်းရန်နောက်ထပ်ပြင်ဆင်သတ်မှတ်ပေးသောနေ့ကနောက်သူ့ကိုကြည့်တော့အကြည့်ကိုသူမမေ့နိုင်ပါချစ်ခင်မျက်နှာမှုအပြည့်ပါသောအကြည့်အားကိုတွေ့တာမှုအပြည့်ပါသောအကြည့်ဒီမြလှပနူးညံ့သောမျက်နှာအကြည့်မျိုးတို့တစ်ခါမှမကြုံတွေ့ဘူးသောကြောင့် သူ့ရင်ထဲတွင်လှက်ခနဲလှုပ်ရှားတုံရင်သွားသည်ဆရာရင်ကဘာမှလဲရင်သူ့ကိုမေးလိုက်ပြီးအတန်ပြပြကလေးသည် သူ့ရင်ထဲသို့အချိန်ပြင်းစွာ ထိုးဖောက်ဝင်ရောက်လာခဲ့သည်နောက်ဖြစ်သောသည်ချစ်စပွဲကလေးတစ်ယောက်လည်းဖြစ်သည်တစ်ချိန်ထဲမှာပင်ကျင်နာမြင်နိုးပွဲရာမိမသားတအူးလည်းဖြစ်သည်ဆရာရင်ကတိတ်ဝဲရဲ့နောက်မြောက်ကလာမှလေတိတ်ဝဲရဲ့ဟူသောသူ့စကားကိုနောက်အတိအကျအဓိပ္ပာယ်ပေါက်သွားဟန်တူသည် ။မျက်နှာကလေးမတိမတားညှို့သွားသည်။ထိုအခါသူကပင်ကပန်းကရန်နှစ်သိမ့်လိုက်ပြန်သည်။ဒါပေမဲ့နှောင်ပြဿနာတစ်ခုခုရှိခဲ့ရင်အခြေခဲတစ်ခုခုရှိခဲ့ရင်ဆရာစီအချိန်မရှိဖုန်းဆက်လို့ရရလေ။နောက်ဆရာညာ9နာရီဆိုရင်အိမ်ပြန်ရောက်တယ်။သူခွင့်ပေးမှုကိုနောက်ကောင်ကောင်အောင်တောင်းချခဲ့ပါသည်။တညာညတကောင်နေပါအချိန်တွင်တယ်လီဖုန်းမြည်တမ်းကြောင်းသူလန့်လို့သွားသည်။ပထမတော့အိတ်ချင်မှုတို့ရည်ဝေစွာအိတ်မက်လို့လိုပါလို့ထင်နေသေးသည်။ ။မိခင်နဲ့ပြန်ပြီးပြောသွားသလိုရှိရမှအဆက်မပြတ်မြည်နေသောဖုန်းတန်ကြောင့်သူကျိန်းဆက်နေသောမျက်လုံးများကိုပုတ်တက်၍အိမ်ယာမှအပြုံးစိုးထားထိုင်လိုက်သည်။စိတ်ယုံမှအေးပေါ်လူနာရှိနေလို့များလား။စေယောကကုစေယောမှာညတကောင်ဆရာဝန်တယောက်ကိုလှမ်းလို့ရလာအောင်ခိုက်ခဲတော်လူနာမျိုးသိမ့်ရှိတတ်ပါသို့တော်သူ့အေကန်းကိုခြေလန်းတုံးလေးလမ်းဖြင့်အပြေးရောက်သွားသည်အမိန်ရှိပါကျွန်တော်အောင်စီပါဆရာတစ်ဖက်မှတိုးတိတ်သောအတန်ပြပြကလေးကြောင့်သူချက်ချင်းမျက်လုံးကျဲသွားသည်ဤအတန်ကိုသူသိပါသည် နောက်နောက်မှဖြစ်ပါလေဘာပြဿနာများပေါ်ပါလေလက်မမချွတ်ပဲထားမိတော့နိုင်ကိုကြည့်ပြီးတော့17နိုင်ခွဲပြီးနေပြီနောက်ဘာဖြစ်လဲသူ့တန်ကြီးဆိုရင်တကြီးနိုင်မှုကိုသူထိန်းချုပ်လိုက်ဖို့မေ့သွားသည်နောက်ဘာမှမဖြစ်ပါဘူးဆရာနောက်သိကျင်တာလေးတခုမေးလို့ရမလားယင်သူထိတ်ခနဲဆိုရင်သွားပြန်သည်ပန်ခရီးယားတက်တစ်စအကြောင်းကိုချက်ချင်းသတိရသွားသည်ရပါတယ်နောက်မေးလို့ရတယ် ညအချိန်မတော်ရင်မှဖုန်းဆက်လို့ဆရာစိတ်မမူပါနဲ့ဆရာ။နောက်ဘာမှမဖြစ်ပါဘူး။နောက်ပြီးတော့လေအချိန်ခါမတွက်တက်လောက်အောင်လေနောက်ဦးကြောင်ကြောင်ဖြစ်မနေပါဘူးဆရာ။စိတ်မပူနဲ့နော်။သူ့ကိုနှစ်သိမ့်တယ်လို့လို့ခပ်ဖောက်ဖောက်ပြောတော့သူ့ရဲ့အတန်ကလေးမှာတိုးတိတ်လှရဲသူနားဆိုင်ထောင်နေရသည်။မင်းပင်အိပ်ပြောင်အောင်စောင့်နေရတာမဟုတ်လို့ဒီလောက်ထိနှောက်ချသွားပါဆရာ။ ။ဗာလေးပဲလေသူအပြင်းထန်စဉ်းစားသည်။လွန်ခဲ့သည့်၃ရက်ကမှသူ့စေခန်းကပြန်သွားသောမင်းကလေးသည်ဗာများမေးစရာကြံနေခဲ့ပါလေ။ထိုမေးခွန်းသည်သူမ၏မိခင်အားမကြားစေချင်သောမေးခွန်းလည်းဖြစ်သည်။သူနည်းနည်းအုံနှောင်းချောက်သွားသည်။ဆရာနှောင်းနေပါရဲ့နော်။နှောင်းထောင်နေရဲ့နှောင်းပြောပါဗာမင်းချင်တယ်လေ။တစ်ဖက်မှာအတန်းတော်တော်နှင်းထွက်မလား။စကြန်အနေငယ်ကြသွားသည်။ထိုနောက်တိုးတိတ်သောအတန်းပျော့ပျော့ကလေး။ဆရာမုံဆိုးဖို့တယောက်လာရင်ဖះရည် သူခဏဆုံးရသွားသည်နောက်မေတော်မေကွန်၏နောက်ွယ်ကအထိပယ်ပေါင်းများစွာကိုသူနားလည်သွားသည်ထိုချိန်မှာပင် သူ့ရင်ထဲမှာဆုံးနှမှုတစ်ခုကိုခံစားလိုက်ရသည်ဖြစ်မှဖြစ်ရလေနောင်ရဲ့ ။အီမီကုန်းကိုသူ့ကိုမင်းရဲ့နောက်ဘဏ္ဍလဘဏ္ဍရဲ့စူးစမ်းအတင်ခဲ့ပါသည်။သူ့ကိုအီမီကုန်းမင်းရဲ့နောက်ဒီမင်းကလေးတယောက်ဖြစ်တည်မှုကိုဘလို့လှည့်လူရှုခဲ့ရပါသည်။မြန်နေချင်းဆိုင်မေးဖို့ရှင်ရွန်စွာတယ်လီဖုန်းဖြင့်မေးရသောနှောင်းကိုသူ့ကျင်နာစွာနားလဲပါသည်။နှောင်းဤပါပြင်းနှစ်ဖက်မှာပန်းရောင်ရင်းရင်းနေမြန်နေပေလိမ့်မည်။ဆရာတို့ဒီထက်ပိုကြကြငိုင်းနေဖို့မကောင်းတော့ပါ။ဆရာမုံဆိုးဖို့မဟုတ်ပါဘူး။နှောင်းရဲ့တက်နိုင်သမျှလေးတန်းကိုခက်သက်သက်ဖြစ်အောင်ဖန်တီးယူလိုက်ရသည်။ ဆရာမဇနီးရှိရလေဇနီးရဲ့ကွင်းနေအကြောင်းသူမပြောဘဲထားရင်ဆုံးဖြတ်လိုက်ပြီဘာဖြစ်လို့မေးတာလဲနောက်ဟုတ်မေးသင့်ပါမလားနောက်ပြန်ဖြေကြရအောင်ဟောထင်ပါသလားပြန်ဖြေပြီဆိုရင်ရောထိုးဖြေကိုကြားရပါသလားသူခဏတွင်နေစဉ်တစ်ဖက်ကလည်းငြိမ်သက်နေသည်နောက်နောက်ပြန်မထူပါစိတ်ပူလာသည်မင်းကလေးစိတ်ထိုက်စိတ်ထိုက်ဆိုင်သွားလေသလားမျက်ရည်ဝိလဲကအန်တင်းတင်းကြိတ်ထားမိနုနယ်သောမျက်နှာကလေးကိုမြင်ရောင်လာသည်ငုံနေနှောင်းကျေးဇူးပြုပြီးမငိုပါလိုက်ပါနဲ့နှောင်းရဲ့နှောင်း တစ်ဖက်မှာရင်သင်တူတူကလေးထလာသည်ဒါပါပဲဆရာအောင်သိချင်တာကလည်းဒါပါပဲနောက်သို့တော်တစ်ဖက်ကနှိမ်ပြန်စွာဖုံးချသွားသည်ဖះဖះဘယ်လဲလက်မလက်ညှိုးတို့ဖြင့်သူ့နှထင်ကိုဖိညှန့်ထားလိုက်ကညာဘက်ကတယ်လီဖုန်းကိုတင်းတင်းကြပ်ကြပ်ဆုပ်ကင်ထားမိသေးသည်ခဏကြာတော့မှမျောလင်းချက်ကင်မဲစွာဖုန်းခွက်ကိုပြန်ချထားလိုက်သည် လက်နက်ဖက်ဖြင့်စပင်ကိုထုတ်ဖွာပြလိုက်မိသည်ထို့နောက်အခန်းပဝန်းကျင်ကိုမမြင်ဘူးသလိုလက်ပဲကြည့်လိုက်သည်နေရတာမွန်းချက်လာသလိုခံစားရသည်သူဝရဏာတကားကိုခက်ကြမ်းကြမ်းဆန်းဖွင့်ပြလိုက်ပြီးဝရဏာတို့ထွက်ရလိုက်သည်အေးမြသောလေယာသူ့မျက်နှာကိုအရှိန်ပြင်းပြင်းဖြစ်တိုက်လာသည်။သူရှိတိုးသွားကဝရဏလည်းရန်ပေါ်လက်ထောက်အပြူလိုက်သည်။ဟိုတစ်ဖက်မှာတိတ်ရိတ်တိတ်ကံများကြားမှညာမီးရောင်တစုံတစသည်တိတ်ဆိတ်စွာဖြာထွက်နေသည်။ပဝင်းကျင်သည်ငြိမ်သက်လွန်းသည်။သူ့ရင်ထဲမှာတော့အလှုပ်ခလျက်ရှိသည်။ ူဘွားရင်မင်္ဂလိတယောက်အပေါ်တနာစိတ်ဖြင့်စိတ်မကောင်းဖြစ်ရခြင်းမျိုးမှာအထူးဆန်းမဟုတ်ပါကုသပြောက်ခြင်းရန်မျှော်လင့်ချင်သောလုံနာမင်္ဂလိများ စိတ်ဝေဒနာကိုမမျှတအောင်ခံစားရသောမိန်းကလေးများများစွာတွေ့ကြုံမှုပါသည်သို့တော်ဤတစ်ချိန်သူ၏ခံစားမှုကခါတိုင်းဖြစ်ပေါ်နေကြစိတ်ခံစားမှုမျိုးနှင့်မတူပါသူယင်သည်ဆူဆူအောင်အောင်အခြေခွဲစွာနာကျင်နေရသည်တစ်ချိန်တည်းမှာပင်တနာကျင်လာမှုဖြင့်နှစ်သိမ့်ပေးဖို့သူပထမဆုံးအချိန်တွန့်ဆုတ်စွာဝေခွဲမိရဖြစ်နေရသည် သူပါဆက်လို့ရမည်နီလူနာမိန်းကလေးတယောက်ကိုကာလကြာရှည်စွာကုသပေးသောအခါစေယောဂါကုဆရာဝန်တယောက်အပေါ်မိန်းကလေးကအားကိုးယုံကြည်လာခြင်းသည်ဖြစ်လေဖြစ်တာရှိသောစိတ်ခံစားမှုပင်ဖြစ်ပါသည် အာကိုယုံကြည်ရမှလွန်ခဲ့စွာတွေ့တာနှောင်ဖွဲ့လာခြင်းသည်လည်းဖြစ်လိမ့်ဖြစ်ထားရှိသောအဖြစ်ပြက်သားဖြစ်သည်ထို့နှောင်ဖွဲ့မှုများကိုသူပါနှက်လျင်လင်မြန်စွာရှောင်တိန်နိုင်ခဲ့ပါသည်သောတော်ဤဒီချိန်တွင်တော့သူရင်ထဲမှာပြည့်ကျက်ဆွနေနေသည်။နှောင်ဤနှောင်ဖွဲမှုမှာစိတ်မမှန်သူဝေဒနာတဲ့တရားဝိနှောင်ဖွဲမှုမျိုးမဟုတ်ပါ။လူနာတယောက်ကအားခုတ်တွေ့တာချင်းမှာသူတို့စေယောဂကိုရှာဝင်များအတွက်အောင်မြင်မှုတစ်ခုဖြစ်သည်ကိုသူလက်ခံထားပါသည်။ သို့တော့တွေ့တာမှုလွန်ခဲ့လာရင်တော့ကုထုံးကိုအနှောင့်အယှက်ပေးနိုင်အောင်ရောက်ပြီးမိတို့ဆိုစီနှောင့်ခင်ကြော်သည်လုံးဝကုသဖို့မလိုတော့အောင်ပျောက်ကင်းလို့နေပါဖြစ်နေပြီသူကုသမှုကိုရက်လိုက်ရမည်လားဒီလိုတော့မဖြစ်သေးပါတလားတကြိမ်နှောင်းဤအချိန်တွေများကိုစောင့်ကြည့်ရလိုပါသေးသည်။ဒါဖြင့်သူ့လုပ်ဖို့ကံပတ်အမျိုးသမီးစိတ်ကုရှောင်းဝင်များနဲ့လွှဲပေးလိုက်ရမလား။ ဒါမှမဟုတ်ဆရာမကြီးဒေါက်တာဒေါအောင်ရင်စီပို့လိုက်ရင်ကောင်းမလားဒီလိုဆိုရင်လိမ္မာပါနဲ့တော့နောက်ကသူ့ကိုနာကြည့်သွားလိမ့်မလားနောက်မိဆိုရင်စိတ်ကြဝေဒနာကိုပုံမဆိုးရစာလည်းမီလားသူကိုယ်တိုင်ပဲဆက်လက်ကုတိုင်ရောနောက်ဤတန်ရောစဉ်ကိုပို့ရမြင့်မြန်အောင်ရင့်ငင်ဆွေးယူရကြမီလားသူဒီတကားမှမတုံလို့ဘူးသောခံစားမှုပြုဖြင့်စောက်တီရမရစိတ်ထွေပြားလည်းရရှိလေသည် ။နောက်ရက်များတွင်နောက်တယ်လီဖုန်းဆက်မလားဟုဆောင်းခဲ့တော်လဲနောက်ထပ်မှာအလုံးဝအဆက်သွယ်မရခဲ့ပါ။နောက်ဤဖုန်းနံပါတ်ကိုလည်းမသိ။နောက်ဤလိပ်စာကိုတော့နောက်ဤရောဂါမှတ်တမ်းအချင်းချုပ်တွင်ထုံးစံအတိုင်းရေးဖြည့်ထားသည်။နနက်9နာရီမှညနေ4နာရီအထိသူစင်းရုံတွင်ရှိနေပြီးညနေ9နာရီမှည7နာရီခွဲထိမြို့ရန်စီကိုင်းတွင်သူရှိနေရသောကြောင့်နှောင်းဤမိခင်စီတော်တွေ့ရန်လည်းမဖြစ်နိုင်။နောက်ပြီးနှောင်းကမိခင်ကိုမသိစေခြင်းသောအကြောင်းမျိုးသူဆွေးနွေးဖို့လည်းမဖြစ်နိုင်။ တော့ခင်ဗျခင်ဗျာအမကြီးရဲ့သမီးနဲ့ပတ်သက်ပြီးကျွန်တော်နည်းနည်းတော့သတိပေးချင်ပါတယ်မဖြစ်နိုင်ပါဘယ်နည်းနဲ့မှမဖြစ်နိုင်ပါနောက်အခုချိန်မှာမိန်းကလေးဘာလုပ်နေမှာပါလဲရုံးမှရောက်နေမလားအဲ့လိုထဲမှာအအောင်ဆူဆိုင်ရရပါမလားရုံးမှာ boundary line နဲ့ရှိကြအောင်နောက်ဤယောဂကုထုံးမှတ်တမ်းများစာအုပ်တွင် ရှာတွေ့သည်သောသောနံပါတ်မသိတိနေလေသူဘာမှတနိုင်လိမ့်မည်မဟုတ်ပါနောက်ဆုံးတော့မင်းကလေးငယ်ငယ်ကလေးများ၏စိတ်ကစားမှုကြောင့်သူစိတ်ဆင်းရဲဖို့မလိုကြောင်းစင်ကြင်မိသွားသည် ဤရွယ်မင်းကလေးများသည်စိတ်ဝင်စားမှုတစ်ခုမှတစ်ခုသို့ခွဲကူးစွာကုပြောင်းနိုင်ကြပါလိမ့်မည်။နောက်သည်သူကြိုက်နှစ်သက်သောရုပ်ရှင်များဂီတနှင့်စာအုပ်များ၌ညဝင်ပြောရှင်ဖို့တိတ်ခဲခဲမည်မဟုတ်ပါ။နောက်သည်ပုံမှန်အတိုင်းအလုံးနှင့်အင်ကြားလှူရှားတဝင်နေလိမ့်မည်။တလားပြည်သည်အင်ကာနေမှာတော့ပုံမှန်အားကုန်မှုမျိုးဖြင့်သူမ၏စိတ်ကိုရှာဝင်စီပြန်လည်ပြတ်သားလာပေလိမ့်မည်။သို့သောသူထင်မြင်ချက်များမှားသွားသည်။တလားပြည်သည်အင်ကာနေညနေတွင် နှောင်းရောက်မလာခဲ့ပါအခုဖတ်ပြပေးခဲ့တာကတော့ရှားရေးချမချူရေးသားထားတဲ့နိုင်ငံကြီးအခြားတစ်ဖက်အပိုင်း6ပဲဖြစ်ပါရဲ့ရှင် နောက်ရက်တင်ပါလဲအပိုင်း7တွေကိုဆက်လက်ဖတ်ပြပေးသွားမှာမို့လို့တို့ညာပရိသတ်များအားလုံးပဲဆက်လက်နားဆင်ပေးကြပါအောင်ရှင်နားဆင်ပေးကြတဲ့တအုပ်တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်